တန်အခါမှာတရားမင်းဆင်းနေတဲ့တရားမင်းလူပြေကိုဆင်းလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လောကမှာဒီလိုယူဆယုံကြည်နေကြတော့လည်းပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်30နိဂေ5ပြဓမ္မခန္ဓာပေါင်း7400းထိုဓမ္မခန္ဓာပေါင်း7400ကိုဖွင့်ဆိုတဲ့အထက်ကရာတိကာစာအုပ်တွေထဲမှာဘယ်နေရာမှတော့မပါဘူး ဘယ်နေရာမှမပါဘူးကဲသူတော်စင်တို့စဉ်းစားပြီးတော့ချိတရားမင်းဆင်းနိုင်သလားမဆင်းနိုင်ဘူးလားဆိုတာနဲ့ဆင်းခြင်းနဲ့တရားဆိုတာတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ခဏလေးဆင်းလာလို့ရနော်ဘယ်လိုစဉ်းစားကြည့်ရမလဲလို့ဆိုလို့ရှိရင်လူပြေမှာနှစ်ပေါင်းတရာဆိုရင်တာဝရိတ္တမှာတည့်ရ မနစ်ကတချံတရားမင်းဆင်ဟိုရောက်လို့မှမကြသေးဘူးပြန်ဆင်းရမယ်ဆိုရင်အနေထားမဖြစ်ပေဘူးလားလူပြေမှာအနှစ်တရာမှတာဝရိန္ဒာမှာတရက်ရှိသေးတယ်ဟုတ်ကဲ့လားအဲဒီတော့တနှစ်အတွင်းကိုတရားကနေပြီးတော့မနစ်ကဆင်းလာတဲ့တရားဟိုတော့မရောက်သေးဘူးပြန်ဆင်းရမယ်ကိစ္စတွေဘာဖြစ်လို့ဆိုလူရဲ့အချိန်ကာလကတိတ်ကြောင်းနေတာဝရိန္ဒာနတ်ပြေမှာအချိန်ကာလကတိတ်ရှည်လျားတယ် ဆိုတော့တရားမင်းကြီးဘယ်လိုလုပ်ပြီးတော့နတ်ပြည်မှာနေနိုင်မလို့၁မိနစ်တခါလူပြည်ဆင်းနေတယ်လို့ဖြစ်မနေပေဘူးလားအဲ့ဒါလို့ယုတ်တိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရားမင်းဆင်းတယ်ဆိုတာလက်ခံဖို့တော်တော်ခက်ပါနော်သို့တော်လည်းပဲဘုန်းကြီးတို့စာရှိတာလေးကိုဒီနေ့ပြောပြအင်ဂုတ်တရနိကေနိကေ900ထဲမှာအင်ဂုတ်တရနိကေဆိုတာရှိတယ် အဲ့ဒီအင်္ဂုတ္တရနိကေထဲမှာသာတုမဟာရာဇသုတ်တံဆိုသုတ်တံဖြစ်ရှိအဲ့ဒီသာတုမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံတကြံနဲ့မပတ်သက်ဘူးเนาะတကြံနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ ကြီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံလန်းထောက်လန်းကြတာပေါ့အဲဒီသုတ်တံမှာဆိုထားတာကလာဆန်းရှိရဲ့လာဆုံးရှိရဲ့ဥပုံနေတွေမှာတဲ့သတုမာရနမင်းကြီး၄ပါးရဲ့အချမ်းရံပြိဿထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာတွားရောက်ပြီးတော့လာရောက်ပြီးတော့ လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါလေတဲ့အဲ့တော့သူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းတော့ဆိုရင်ကိစီခောဘဟုမနုသာမနုသေးသူမတ္တေယပိတ္တေယသာမင်းညာပြမင်းညာဥပောသထံဥပဝတ္တန်တိပတိစာကရောတိပုံညာတိကရောတိသူတို့ထောက်လှမ်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော် လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တရာမာတုထိတာမေတ္တရာမိဘကိုလှုပ်ချွေးရလားအမေကိုယူသေးလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ချွေးကြရလားဂိူးဆိုင်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လန်းနေနော် နောက်တစ်ခုကပစ်တေးရဖခင်ကိုရောရိုးရိုးသေးသေးလေးစိစားသားနဲ့လှုပ်ကျွေးသမှုပြုကြရမှာနှစ်ခုပေါင်းလိုက်တော့မစ်တီမတ်တီယာပစ်တေးရအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်ရှောက်ကြရလားလှုပ်ကျွေးကြရလားလေးစားကြရလားဒီချက်ကိုလက်တွေကလာပြီးတော့ထောက်ထားပါတယ် ထောက်လန်းနေဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှတ်ဆိုတာရှိတယ်အိမ်ဆောင်နှတ်ဆိုတာရှိတယ်ကျောင်းဆောင်နှတ်ဆိုတာရှိတယ်ရက်ွက်ဆောင်နှတ်ယုတ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိလဲမေးလိုက်ပါဟုတ်ကဲ့ အင်းမြတ်တိရောက်ကမှရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြည့်ပြုစုပေါ်ရတဲ့အမေလေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုဂရုစိုက်တဲ့သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံတန်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတော်ထမ်းဆောင်နေတဲ့ယဟန်တွေ ဉာဏ်ပညာမြတ်သောအကျင့်ကိုချင်းပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန္တာပုဂ္ဂိုလ်သာသနာဝန်တန်ရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်နေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်แท้ဒီမျိုးတွေမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်ထားမှလည်းနောက်တစ်ခုကဥပောဒ္ဒထံဥပဝတ္တံတိ ဥပုပ်နေတွေညဥပုပ်ဆောင်ကြရင်လားဥပုပ်ဆောင်တဲ့လူများများရလားဆိုတာကိုထောက်နိုင်တယ်ပฏิစာကရွန်တိဥပုပ်ဆောင်နေဆိုတဲ့အခါမှာတချို့ကြတော့အချိုလေးအပိုလေးနဲ့ပိုဆောင်ဆိုတော့ဥပုပ်နေလို့ဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေကဂျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်နဲ့ဂျိုးပြီးတော့ဆောင်အဲ့ဒီတော့၈ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ် 6ရက်နေ့ဥပုသ်ဆောင်တယ်9ရက်နေ့ဥပုသ်ဆောင်တယ်3ရက်အချိုးအပိုနဲ့စောင့်တာကိုပฏิသာကရဥပုသ်လို့နုံနုံကြာကြာစောင့်တဲ့ဥပုသ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုသ်များစောင့်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနေ့ကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတဲ့ကျောင်းဆောက်တဲ့ဆွမ်းလောင်းတဲ့စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကို သတ္တမရိနမင်းကြီးတွေရဲ့အချမ်းရံတာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်း၆လမ်းပြီးတော့နမင်းကြီးတွေဒီအစင်ခန္ဓာပို့ရတဲ့အဲတရားမင်းကဟိုအကိုင်ဆင်းဒါကိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့စီးမဆင်းထမအောင်နော်လူပြေကကျွဲလေဈိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားမင်းမဲ့အခက်ခံခြင်းခံရမယ်အဲ့တော့တရားက လူပြေလာလို့ရှိရင်တကောအဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇန္တာနတ်အထာကြီးသူ့မှာတိန်တော်မြင်းတထောင်ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အသိခက်တဲ့ကျွဲစီးမထင်ပါဘူးကြည့်ရတယ်အဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတယ်နော်အဲ့ဒါလို့သတုမာရနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့ အခြေအနေကိုစုံစမ်းထောက်လန်းခိုင်းတာဘယ်နေ့တွေမှာထောက်လန်းခိုင်းတယ်ဆိုရင်နာဆန်းရှိရဲ့နာဆုံးရှိရဲ့တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့14ရက်နေ့တွေကျတော့ဘယ်သူတွေလာတော့ဆိုစတုမာရဲ့နတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒါ သူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကြတော့လူပြည်မှာလာပြီးတော့ထောက်လန်းနေ။ဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲ။အေးဒီမျိုးနဲ့ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂိယုဆိုင်ကြရဲ့လားအဖေကိုဂိယုဆိုင်ကြရဲ့လား။ယဟန်တန်ဃာတွေကိုဂိယုဆိုင်ကြရဲ့လား။သူတော်ကောင်းတွေမြတ်မပြတ်မပဲနေကြရဲ့လား။ဥပုပ်တွေမြတ်ဆောင်းသုံးရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လား။ဒီအချက်တွေကိုလိုက်ဆုံးတယ်။ အဲ့တော့တရားရှိခင်တော်စင်ပြိဋ္ဌာတ်တို့နဲ့အဲ့မှတ်ထားဖို့ရလောကမှာလူရလို့ဖြစ်လာလို့ရှင်အမေဖြစ်ပြုစုတဲ့ဒီကိစ္စဟာ衲တွေကအမတန်လူလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့衲တွေကဘာကြောင့်လူလားသလဲဆိုရင်衲ပြေမှာ衲ချမ်းသာတွေစိတ်ပင်တွေခံစားနေရတာအခုလို့မိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုံကိုယ်တွေရရှိတာဒါကြောင့်မို့လို့သူတို့က ဒီလိုကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ကုသိုလ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဒီကုသိုလ်တွေလုံးကြရလားစုံလန်းထောင်ပါထို့သူပဲ15ရက်နေ့လက်ပြီလက်ွယ်နေ့ညမှာကြတော့သတ္တမရိနတ်မင်းကြီး၄ယောက်ကိုယ်တိုင်ကစုံလန်းထောင်လာတယ်အကြမ်းမင်းကြီးဆင်းတယ်လို့မပါဘူးနော်